အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့မုတ်သားလေးကជីជីအီအီလေးနဲ့ချိုးစိတ်မှွေပြီးအရန်ကိုစားလို့ကောင်းတယ်ကစုံဦးအောင်တို့မုတ်အချိုးပဲလေအိမ်မောက်လည်းလှုပ်စားဖြစ်လို့ပြုလုပ်နေလေးကိုလာမြတ်ပြရချင်ပါတယ်ကဲဒါဆိုဖြွဲဝီဒီယိုလေးကိုအဆုံးတစ်ထိလိုက်ချင်ပြကြပါဦးရှင်မုံလို့ရံတွဲဖြိုးကကစုံအသေးလေးသုံးလုံးကိုတုံထားပါဗါးအရင်ဦးဆုံးခုံထွားထားတဲ့ကစုံဥကိုမထုံပွားနေထားလေးတွေထိထားပေးလိုက်ပါမယ်နော် ပြီးရင်တော့ကစုံဥကိုမိနစ်20လောက်ဖြိုးတော့ပေါင်းသွားပေးလိုက်ပါမယ်။ပေါင်းထားတဲ့ကစုံဥလည်းနူးသွားပြီဆိုလို့ရှိရင်တော့သူ့ကိုပြင်ထုတ်ပြီးလို့ရှိရင်ခရင်လေးနဲ့ခြေထားပေးလိုက်ပါမယ်နော်။ကဲဖြိုးလို့ခြေသွာလိုက်တဲ့ကစုံဦးကလည်းလုံးဝညက်သွားပြီဆိုလို့ရှိရင်တော့သူ့ရဲကိုပီလောပီနတ်ကော်မောင်းထမင်းစားစွန်းနဲ့မောင်းခုနှစ်စွန်းစာလောက်ကိုထည့်ပေးလိုက်ပါမယ်။ ပြီးရင်တော့သူ့ရဲ့ဖြိုးကလုံအောင်ပူချစ်တောက်နေတဲ့ရေပူပေါ့နော်ဖြိုးတို့နည်းနည်းချင်းစီထည့်ပြီးလို့ရှိရင်တော့အားလုံးကိုနှက်သွားအောင်ခုလိုမျိုးလေးဇုံလေးနဲ့မှွေသွားပေးလိုက်ပါမယ်နော်ရေဟိုကြတော့ဖြိုးတို့ချိန်ဆပြီးထည့်ပြရမှာဖြစ်ပါရဲ့ရှင်ဒီကစုံဦးရဲ့ပီလော့ပိနံကော်မော့ရဲ့ဒီရေနဲ့ပေါ့နော်အားလုံးတမတော်တဲ့အထိဖြိုးတို့ရေပူကိုနည်းနည်းချင်းစီထည့်ပြီးတော့ခုလိုမျိုးလေးနှက်သွားပေးရမှာဖြစ်ပါရဲ့ရှင်တကယ်လို့ဒီနေရာမှာရေများတွားရင်ဖြိုးတို့ပီလော့ပိနံကော်မော့ကိုထပ်ထည့်ပေးနိုင်ပါရဲ့နော် ုလိုမျိုးလည်းနယ်လို့ရတဲ့နေသားလျောက်ပြီးဆိုတာနဲ့ဖြူကလက်လေးနဲ့ပြောင်းပြီးတော့နယ်သွားပြလိုက်ပါတယ်။နယ်သွားတဲ့ချိန်မှာလည်းဖြူတို့မုတ်သားလေးရလက်မမကိုက်ရအောင်ပေါ့နော်။ပြီးတော့ပြနေကောမုတ်ကိုခုလိုမျိုးလေးဖြူဖြူပြီးတော့နယ်သွားပြလိုက်ပါမယ်နော်။ ကဲခုဆိုလို့ရှိရင်တော့ဖြိုးလို့နဲ့သွားလိုက်တာမဟုတ်သားကလည်းလုံးဝဣပြီးတော့တသားတည်းလည်းဖြစ်နေပြီပေါ့နော်မဟုတ်သားလေးကခုလိုမျိုးနေထားလေရောက်လာပြီဆိုလို့ရှိရင်တော့သူ့ကိုအပြင်ထုတ်ပြီးလို့ရှိရင်မုံလုံးမဲ့နေရာလေးကိုပီလော့ပီနံကောမုတ်ကိုခုလိုမျိုးလေးခက်ပြများလေးဖြူထားပေးလိုက်ပါမယ်ပြီးရင်တော့မုံနှစ်ကိုယူပြီးလို့ရှိရင်အပြာပေါက်စင်းလေးဖြစ်အောင်ခုလိုမျိုးလေးလက်လေးနဲ့ဖိထားပေးလိုက်မယ်ကိုလိုချင်တဲ့ပမာဏလေးရပြီဆိုလို့ရှိရင်တော့ခုလိုမျိုးလေးဓာလေးနဲ့အတုံးတုံးလေးတွေဖြူတော့တုံထားပေးလိုက်ပါမယ်နော်ဒီနေရာမှာအတုံးကြီးသေးကကိုစိတ်ကြိုက်ပါရှင့် ောင်းလေးတွေတောင်းပြီးလို့ရှိရင်တော့အခုလိုမျိုးလေးတစ်လုံးနဲ့တစ်လုံးပေါ့နော်ခွဲထားပြလိုက်ပါမယ်ဖြူကတော့တစ်လုံးနဲ့တစ်လုံးမကတ်ရအောင်လို့ပီလော့ပိနံကုံမော့ကိုခပ်ပြများလေးပေါ့နော်ဖြူပြီးတော့အခုလိုမျိုးလေးနဲ့ထားပြလိုက်ပါတယ်ပြီးရင်တော့သူ့ကိုစပြုတ်ပေးရန်အတွက်ပပတ်ဆူတဲ့ရင်တွေကိုအရင်တဲမယ်ရင်တွေကပပတ်ဆူလာပြီဆိုလို့ရှိရင်တော့ခဏကလောက်ထားတဲ့မုံလုံးလေးတွေကိုပေါ့နော်ထည့်ပြီးတော့ဖြုတ်ထားပေးလိုက်ပါမယ် မုံလုံးလေးတွေကိုကြတော့ဖြိုအကုန်လုံးကိုခုလိုမျိုးလေးလောင်းထည့်ပေးလိုက်တယ်ပြီးရင်တော့မုံလုံးလေးတွေကဒီရေပေါ်မှာပေါ့နော်ပေါ်လာတဲ့အထိပြုတ်ထားပေးလိုက်ပါတယ်ရှင်ဖြိုပြုတ်ထားရင်ပြုတ်ထားရင်လည်းမုံလုံးလေးတွေအားလုံးကခုလိုမျိုးလေးရေပေါ်မှာပေါ်လာပါလိမ့်မယ်နော်ဖြိုမုံလုံးရေပေါ်တတ်တဲ့ပုံစံလေးပေါ့နော် မုံရဲ့သားလေးရဆိုလို့ရှိရင်ဖြူတို့ကစုံဥစားရတဲ့ feeling မျိုးမဟုတ်ပဲနဲ့ပေါ့နော်စကေဘုံမုံလည်းဆောင်းနဲ့လည်းဆင်တူပါတယ်အသားလေးရကြည်ပြီးတော့ပေါ့နော်အီအီလေးနဲ့အရန်ကိုစားလို့ကောင်းပါတယ်ရှင်လက်လောက်စားကြည့်ကြပါနော်အရန်လည်းလွယ်ကူပါတယ်ဖြူကမုံလုံးလေးတွေကိုရေပုံမှာပေါ်လာပေးရနဲ့နောက်ထပ်2မိနစ်3မိနစ်လောက်ဆက်ပြီးတော့ပြုတ်ထားပေးလိုက်တယ်ပေါ့နော်အားလုံးလည်းလုံးဝချက်သွားအောင်ပေါ့နော်ဖြူကခဏလောက်ဆက်ပြီးတော့ပြုတ်ထားပေးလိုက်ပါတယ်ဒီနေထားလိုက်ဆိုလို့ရှိရင်တော့ဖြူတို့ရဲ့မုံလုံးလေးတွေကချက်ပါပြီ ပြီးရင်တော့သူ့ကိုဆက်ထုတ်ပြီးလို့ရှိရင်ရေအေးလေးနဲ့ခဏလောက်စိတ်ထားပေးလိုက်ပါမယ်နော်။ ချစ်ပါအောင်မုတ်သားလေးရဆိုလို့ရှိရင်လုံးဝជីជីအေးအေးလေးနဲ့ပေါ့နော်အရင်စားကောင်းပါတယ်ရှင်ပြီးတော့အများကြီးလည်းရတယ်ပေါ့နော်ဒီမုတ်သားလေးကအေးအေးလေးနဲ့ဖြူတို့အုံတို့ရည်လေးနဲ့တွဲစားရင်ပေါ့နော်အရင်ကိုလက်ဖက်ပါတယ်ရှင်ကဲပြီးရင်တော့ဖြူတို့အုံတို့လာချုပ်ပေးထားလိုက်ပါမယ်အုံတို့ချုပ်ပေးရန်အတွက်ဖြူကဂျိုးမဲ့အိုးထဲကိုတကြားထမင်းစားစုံနဲ့ငါးစုံစားနဲ့စားလက်ဖက်ရည်စုံတစ်ပတ်စားလောက်ကိုထည့်ပေးလိုက်ပါတယ်ပြီးရနဲ့အုံတို့900မလီလီကိုထည့်ပြီးတော့အားလုံးကိုနှက်သွားအောင်ခဏလောက်မှွေထားပေးလိုက်ပါတယ်ဒီနေရာမှာအချိုးအလိုကြတော့ဖြူတို့ကိုစိတ်ကြိုက်ပေါ့နော်ကို လိုအပ်သလောက်တရားကိုချိန်ဆပြီးတော့ထည့်ပေးနိုင်ပါတယ်ရှင်ဖြိုးထည့်ထားတဲ့တရားအနေထားဆိုလို့ရှိရင်တော့အချိုကလောကွက်တိတ်ပေါ့နော်တကယ်လို့ဒီနေရာမှာအချိုပေါ့တာကိုကြိုက်တဲ့ဆိုလို့ရှိရင်တော့တရားကိုရှော့ထည့်နိုင်ပါတယ်နော်ပြီးရနဲ့အနက်လေးမွေးစရံအတွက်စုံမရွက်လေးနေငယ်ကိုထည့်ပေးတာနဲ့ခဏလောက်ကြိုသွားပေးလိုက်ပါတယ်အုံတို့အိုးလေးကိုအုံတို့အိုးလေးကနည်းနည်းလေးဆူလာတဲ့အထိခဏလောက်ကြိုသွားပေးလိုက်ပါတယ်ရှင် ကဲဖြိုးတို့ချွတ်သွားလိုက်တာအုံတို့အိုးလေးကလည်းနည်းနည်းလေးဆူလာပြီဆိုလို့ရှိရင်တော့ခဏကရေစိမ်ထားတဲ့မုတ်လုံးလေးတွေကိုစကားနဲ့စစ်ပြီးလို့ရှိရင်တော့ဒီအုံတို့အိုးထဲကိုပြောင်းထည့်ပေးထားလိုက်ပါမယ်ပြီးတော့မုတ်ချိုပွဲလေးကိုပို့ပြီးတော့စားလို့ကောင်းအောင်လို့ဖြိုးကအုံသင်းတို့တလုံးစားကိုလည်းထည့်ပေးထားပါတယ်ရှင်ဒီနေရာမှာအုံသင်းတို့ကမရှိရင်မထည့်လည်းရပါရဲ့နော်ကဲပြီးရင်တော့အားလုံးကိုနှက်သွားအောင်ခဏလောက်မှွေသွားပေးလိုက်မယ်အလုံးလည်းနှက်တာပြီဆိုလို့ရှိရင်တော့ဖြူတို့ရက်တာနှဲငယ်ကိုမြစ်ချပေးလိုက်ပါမယ်နော် ခက်ရက်တာလည်းလုံးဝဆင်ပြေတယ်ဆိုလို့ရှိရင်တော့ဖြူတို့ရဲ့ကစုံအောင်လို့မအချိုးပဲလေးရတော့စားဖို့စသဖြင့်နေပါပါရှင်။စားလို့လည်းအရင်ကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံးအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်။ဖြူရဲ့ဗီဒီယိုလေးကိုဆုံးနဲ့ထိချစ်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ထပ်လည်းဖြူရဲ့ဗီဒီယိုသစ်လေးတွေကိုအားပေးကြပါအောင်လို့ပြောချင်ပါတယ်။ကဲဒါဆိုဖြူရဲ့နောက်ဗီဒီယိုသစ်တင်မှာပြန်ဆုံကြမယ်နော်။အားလုံးအပိုင်း